ပုရောဟိတသမီးများဥပါသောယဟန်မင်းကိုအကြောင်းပြုပြီးတော့ရေးထိုးတဲ့မြမတက္ကရေ1389ခုနှစ်အတွက်တနစ်စာကညမအကျိုးကြအစုပ်ကောင်းဆောင်ရရှောင်းရဒိဋ္ဌိပြုရန်ဒိဋ္ဌိယပြုရန်တနစ်စာဘေးရင်ရရအထူးဟောစတန်ဖြစ်ပါတယ်အဲ့တော့ဘုလိုဟူသာသမီများဒီနှစ်ကတော့မိမိရဲ့အကြံစီများဒီရွေးချက်များကိုဆွတ်ဆွတ်ဆာဆာကြိုးစား ဆောင်ရွက်မှပါနေအောင်မြင်ပါလိမ့်မယ်။အောက်လက်ငယ်သားအတွက်ရွှေရနာအတွက်အနေငယ်စစ်ပွားတက်ပါတယ်။ကျမ်းမာရေးညံ့တာမျိုးကျမ်းမာရေးချူကြတာမျိုးနောက်ဆေးရုံစည်းကမ်းနဲ့ပတ်သက်တာမျိုးတွေဖြစ်တတ်ပါတယ်သတိထားပါ။နောက်ယောဂရှာမရဘဲနဲ့တခြားရောင်ဖြစ်တာမျိုးနောက်သတိထားစီလိုပါတယ်။နောက်အစာမဆေးမဖြစ်တာမျိုးတွေသတိထားစီလိုပါတယ်။စကားပြောညှိခုံအချင်းခက်ရန်ဖြစ်ပွားခြင်းနောက်ကိုယ့်ရဲ့စကားပြောကြွညင်းစကားပြောလွန်ညင်းသတိထားစီလိုပါတယ်။ကြီးမားတဲ့ ပြောင်းလဲတွေဖြစ်မဲ့နှစ်ပဲဖြစ်ပါလေအဲ့တော့မတရားကောင်းမတရားညံ့သွားပါတယ်ညံ့သွားတတ်ပါတယ်အဲ့တော့ကောင်းတဲ့အပြောင်းလဲများဖြစ်ရလေအောင်ဘာသာရေးပို့လို့ပါအိမ်ထဲမှာအိပ်ရပြောင်းပြီးတော့အိပ်ပေးပါနောက်ခရီးထွက်ပေးပါခရီးတို့ခရီးရှိနောက်နေချင်းပြန်ခရီးမကြကနာသွားပေးပါအဲ့တော့ငိန်နေရင်ကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်တော်ရေးငွေကြေးအလုံးညံ့တတ်ပါတယ်ခရီးထွက်ပေးရင်အိပ်ရပြောင်းအိမ်လို့ရှိရင်ကောင်းပါလိမ့်မယ်ဒါကြောင့်အိပ်ရပြောင်းပေးပါခရီးထွက်ပေးပါဘာသာရေးပို့လို့ပါမေတ္တာပို့ပါတိကျစိတ်တွေမမြတ်မွေးပါ ။နောက်ငွေကြေးနဲ့ပတ်သက်လို့တဲ့ငွေကဝင်တော့ဝင်မယ်။ငွေတွေဝင်ပြီးတော့အကျွေးနောက်တင်နေတတ်ပါတယ်။အသိထားပြီးတော့ဆောင်ရွက်စီလိုပါတယ်။အဲ့တော့ငွေတွေကအဝင်ကျန်းတော်လည်းပဲတဲ့အကျွေးတင်နေတတ်ပါတယ်။အကျွေးတင်တတ်ပါတယ်။ရစရာပေးစရာငွေများကြန့်ကြာတတ်ပါတယ်။ငွေအလိန်ခံတတ်ပါတယ်။နောက်ငွေကြေးကိစ္စများလွဲကြော်ပြီးမှအောင်မြင်တတ်ပါတယ်။အဲ့တော့ဝင်နေမြငွေလည်းပဲမမြဲဖြစ်တတ်ပါတယ်။အဲ့တော့ငွေကမဝင်သေးဘူး။တုံးစရာတွေကပုံစရာတွေကကျူပြီးတော့စောင့်နေတတ်ပါတယ်။ အဲ့တော့ငွေအတွက်အနည်းငယ်စိတ်ပူရမယ်ရစရာပေးစရာငွေတွေတင်းကောက်ကြံ့ကြမယ်ငွေကြေးကိစ္စများလွဲချော့တတ်တဲ့ငွေလိန်ခံတတ်တဲ့နှစ်ပဲဖြစ်ပါတယ်ဒါကြောင့်ငွေကြီးရရကိုအထူးဆောင်ရွက်စီလိုပါတယ်နံပါတ်၁ကငွေမြဲဖို့ငါးတက်တာဘူးရဲ့အပေါ်မှာပြောင်းနေထုံးမှာငါးတက်တာဘူးကအလုံးနဲ့ရတယ်အပြားနဲ့ရတယ်ပြောင်းနေထုံးပြီးတော့ဆူတောင်းအစိမ်းအောင်ထုံးပေါ့ကောင်းလေဆူတောင်းမှာပြီးအဲ့ငါးတက်တာဘူးကိုချက်စားလို့ရပါတယ်စားလို့ရတယ်ပြီးရင်အစ်စ်ဝဲထုံးပြီးရင်ချက်စားလို့ရပါတယ် အဲ့ဒါဝင်ရဲစီဖို့တော့ကတော့ငါတက်တာဘူးရဲ့အပေါ်မှာပြောင်းနိုင်မကြခဏထုံးပေးပါ။နောက်ငွေကြေးပြန်ကောင်းစေတဲ့ရည်ရည်နှစ်ခုလောက်ရပါမယ်နော်။မရှိနွမ်းပါတဲ့တက်ကြီးရဲ့အတက်လည်းကြီးရမယ်ဆင်းလည်းဆင်းရမယ်သူ့ကိုဆက်ပြအကျန်းလက်တော့ဘွားအကျန်းပတ်ဆက်အနွမ်းမကြခဏဆွညက်ပေးပါ။အဲ့တော့အိမ်ထဲမှာဆက်ပြအကျန်းတဲ့လက်တော့ဘွားအကျန်းတဲ့ပတ်ဆက်နွမ်းနာလေးတဲ့အတက်လည်းကြီးရမယ်ဆင်းလည်းဆင်းရမယ်တရောင်းသားလည်းရတယ်။မကြခဏဆွညက်ခြင်းအပြင်ငွေကြေးကလည်းကောင်းစေပါလိမ့်မယ်။နောက်ဘယ်ဘက်လက်မှာညာဘက်လက်ညိုးနဲ့ကာကြည့်လို့ရေး မြက်ဘက်လက်မှာဘက်ဘက်လက်ညွတ်နဲ့ရက်ဘက်လက်လို့ရေးလဝါချင်းခဏခဏရိုက်ပြီးတော့ဆူတောင်းပါအဲ့တော့ဘုဒ္ဓသာသမီတွေငွေကြီးရရတွေဖြစ်ချင်းမှသာလေငွေကြီးကံကောင်းကောင်းစီပါလိမ့်မယ်အဲ့တော့ထိထိုးကန်ဆမ်းမယ်ဆိုရင်တော့တနင်္ဂနွေနေ့ရှိတော့တနင်္ဂနွေရှိတော့ထီဆိုင်သမို့ထီအောင်တဲ့သူစီမှာတစ်ကဲနှစ်ကဲရှစ်ကဲများများပါလေလက်မကိုရွေးပြီးတော့ထိုးပါတို့ကမှလည်းအကျော်ဆက်နှစ်ခုခရီးလူပါဆွတ်ပါစားလဲစားပါတကယ်ကြီးမြောက်လေကြီး ။ဗဇက်ကနေပြီးတော့တာဘာလို့ရုပ်ပြီးတော့ထိုးပါ။ DAVN လို့တာဘာလို့တာဝန်မှုရေးချတာမလက်ချက်ရေးချဝဆန်လို့ပေါ့ပါ။နားငယ်လုံကြီးတွေတချောင်းဝင်ဝဆန်လို့ပေါ့လို့တာဘာလို့ရုပ်ပြီးတော့မှထိုးပါ။အဲ့တော့ထိထိုးကန်ဆန်းရမယ့်နည်းပဲဖြစ်ပါလေ။ကဲဘူဒူသမီးတွေဒီနေရာတွေဖြစ်ချင်ပြီးတော့ထိဆွေးပေါက်ပါစေ။အခြေရေးကျင့်ချင်းမေတ္တာတွေတန်ရောစဉ်တွေပြောင်းလဲတော့တတ်ပါလေမတိမငိမ့်ဖြစ်တတ်ပါလေထိလွယ်ရှလွယ်စုံလဲစုစားလဲယူအခြေအနေများကြုံရတဲ့ အချိန်ကာလကိုပြတ်သန်းမှာဖြစ်ပါတယ်အခက်မသိရင်တော့လမ်းခွဲပစ်ဆဲတာမျိုးတီဖြစ်သွားတတ်ပါတယ်အထူးသတိထားပြီးတော့ပြန်ပြတ်သန်းစီလိုပါတယ်အဲ့တော့ရန်ပြစ်လိုက်ပြန်ချစ်လိုက်ကနာမငင်ဖြစ်နေတဲ့မတီမငင်ဖြစ်နေတဲ့အပြောင်းလဲမြန်နဲ့အခြေအနေပတ်သက်လို့ကြီးမားတဲ့အပြောင်းလဲတွေဖြစ်မဲ့နောက်အခြေအပုံစံတွေတန်ရုံးစဉ်ပုံစံတွေပြောင်းလဲသွားမဲ့နှစ်ပဲဖြစ်ပါတယ်အစင်မသိရင်ကိုယ့်ရဲ့ချစ်သူပါလူပါပြောင်းသွားတတ်ပါတယ်အထူးသတိထားပြီးတော့ပြတ်သန်းစီလိုပါတယ်အင်တောင်ကြီး အကောင်းအဆိုးရောထွေးနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့စိတ်ပူစရာများစိတ်နှောက်ရှက်ဖြစ်စရာများလည်းရှိသလိုနောက်ကြည်နူးစရာလေးတွေရေခုန်စရာလေးလည်းပဲရောနေပါလိမ့်မယ်အကောင်းနဲ့အဆိုးရောထွေးနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့အင်တော်ကြီးအစဉ်ပြုဖို့တော့ကတော့တဲ့မကြကနာအိယာလေးခွဲပြီးပါအခန်းလေးခွဲခွဲပြီးပါရေရေချီတဲ့ဘောပေါ့နော်အဲ့တော့အိယာလေးပြောင်းပြီးပါခွဲပြီးပါအခန်းလေးခွဲပြီးပါမကြကနာစစ်ပူစရာလေးကြည်နူးစရာလေးအကောင်းဆုံးတွေရောထွေးနေမယ်နှစ်ပဲဖြစ်ပါ အခြေအိမ်တော်ဝင်နဲ့ပတ်သက်လို့တဲ့စနေသားသမီးများသမဟုတ်နာမည်မှာတတ်ထဒရနာပါတဲ့သူများသမဟုတ်လူမျိုးခြားနိုင်ငံခြားသမဟုတ်မိလျက်စစ်အထယ်လေးနိုင်ငံခြားနဲ့ပတ်သက်တဲ့သူများတို့အကြောင်းပြပြီးတော့အခြေအိမ်တော်ဝင်မှာစစ်ပူဇော်လေးတွေဖြစ်တတ်ပါတယ်ပြည်ထားစီလို့ပါတယ်အဲ့တော့အခြေအစဉ်ပြေမဲ့ရေရရာကတော့တဲ့အခြေအိမ်တော်ကြီးအစဉ်ပြေမဲ့ရေရရာကနှစ်ယောက်တဲ့ပုံကိုညနေချင်းဆိုင်ကွန်နက်ကပ်လိုက်ပါပြီးကျွန်တော်ဆွဲတော်ရွက်အဲဆွဲတော်ရွက်နဲ့ညှက်လိုက်ပါအ ပြင်အဲ့လေးကိုမှကိုယ့်ရဲ့ခေါင်းအောက်မှာထားပြီးတော့အိပ်ပါအဲ့တော့အခြေရင်အိမ်တောင်ရင်အစင်မပြေတဲ့သူများအဲ့တော့အခြေအိမ်တောင်ရင်အစင်ပြေမဲ့ရည်ရဖြစ်ပါတယ်နှစ်ယောက်တက်ပုံတူတက်ပုံနဲ့ကိုယ့်တက်ပုံနှစ်ယောက်တက်ပုံမင်းရှင်းတဲ့ကောင်နဲ့ကပ်ပြီးကျွန်တော်ဆွဲတော်ရွက်အိပ်တက်ပုံမှာဆွဲတော်ရွက်တဲ့မှာဆွဲတော်ရွက်နဲ့ထပ်ပြီးတော့ညက်အဲ့တော့မှကိုယ့်ရဲ့ခေါင်းအောက်မှာထားပြီးတော့အိပ်ပါအခြေရင်အိမ်တောင်ရင်ကံကောင်းစေမဲ့ရည်ရဖြစ်ပါတယ်ပညာရေးကံအလဲလက်မှာပဲရှိပါတယ် မိမိရည်မှန်းထားသလောက်ပဲအောင်မြင်ပါလိမ့်မယ်အဲ့တော့ကိုယ့်ဘက်ကဝရိယအားတွေဉာဏ်အားတွေလူအားတွေစိုက်ထုတ်ပြီးတော့စူးစမ်းမှသာလေကိုယ့်ရဲ့ပညာရေးရည်မှန်းချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်လို့အပေါင်းအသင်းမှတ်တတ်တယ်အဲသတိထားစေလိုပါတယ်အဲ့တော့ပညာရေးကံကောင်းခြင်းမဲ့ယရိယာကတော့တဲ့ဘယ်နည်းမဆိုမနဲ့ဆော့ဆော့လက်ဖက်ရလေးခွက်လက်ဖက်ရလက်ဖက်အချိုပေါ့နော်လက်ဖက်လေးခွက်နှင်းစီခွန်းနဲ့ပွင့်ဘာရောက်မဆိုတတ်တော်ရေး၃ခွက်ဖျောင်းနိုင်၃တိုင်အိမ်ဖျားမှလှူပြီးတော့ ပြက်ပြက်သားသားတဲတဲကွဲကွဲဆူတောင်းမယ်ဆိုရင်တော့ပညာရေးရည်မှန်းချက်များဆူတောင်းများပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။အဲဘယ်နည်းမဆိုလို့ပါ။ဘာလို့ကချိုးမဲ့ရေထဲမှာတဲ့ရွှေငွေနဲ့ရေချိုးပါ။အဲဒါထဲမှာရေထဲပါရွှေနဲ့ပစ္စည်းထဲပါပတ်ဆက်အပြစ်တရွတ်ထဲပါရွှေနဲ့ငွေနဲ့စိန်ထားသောရေအတိတ်ကရေနဲ့လည်းရေချိုးရင်းနဲ့လည်းဆူတောင်းပါ။အဲပညာရေးကံကောင်းစေတဲ့ရေတရားဖြစ်ပါတယ်။အခုလည်းပဲလုပ်ပါ။ဂျာထဲမှာလည်းလုပ်ပါ။ရေကြီးတဲ့လက်ပတ်နှစ်ဝက် လာရှိတဲ့ခါမှလည်းလုပ်ပါ။နောက်အတန်းတင်စာမွေးဖြည့်တဲ့ခါမှလည်းပဲဒီရေရာကိုဖြည့်မဲ့နေ့မှလည်းပဲဒီရေရာကိုခြေသွားလို့ရပါတယ်။ပညာရေးကံကောင်းစီတက်ပညာရေးစုတောင်းပြည့်စီတဲ့ဒီမန်တက်တွေပြည့်စီတဲ့ရေရာဖြစ်ပါတယ်။နောက်အင်တာဗျူးဖြည့်တဲ့အခါအလုံးလျှောက်တဲ့အခါတန်ရုံဝင်တဲ့အခါဗီဇာတွေပါတယ်ဝင်တဲ့ခါတွေမှလည်းပဲဒီရေရာကိုခြေလို့ရပါတယ်။ကဲပညာရေးဤမန်ချက်များလည်းပဲပြည့်မြောက်အောင်မြင်ကြပါစေ။ကျမ်းမာရေးနည်းနည်းကတော့တဲ့နာနှာခေါင်းဒူးနဲ့ပတ်သက်တဲ့ယောဂများသတိထားစီလိုပါတယ်။ ကိုပူတာတို့ဖျားတာတို့ဒါမကြကနာဖြစ်တတ်တယ်သတိထားစီလို့ပါလေအဲ့တော့တင်ကြပေါက်ဖြစ်မယ်လို့မဆိုလို့ပါဘူးအဲ့တော့ကျမ်းမာရေးညံ့တဲ့အခါမှာတဲ့ပြုလို့မဲ့ရေဒီယာကတော့တဲ့ရေတံပူးရေတံပူးကြီးကြီးလေးပေါ့ရေတံပူးအခွန်ပေါ့ခလေးကဖြတ်လိုက်ပါအဲ့ဒီကရေတံပူးထဲမှာကိုယ့်ရဲ့ခြေသေးလက်သေးစပင်းအနေငယ်ထည့်ပါကိုယ့်ရဲ့အိမ်ကြီးအစုပ်အစုပ်အစုပ်သမဟုတ်လုံကြီးအစုပ်လေးကကြီးနဲ့ကပ်ပြီးတော့ထည့်ပါ နောက်စံစံလက်ကစုပ်ထည့်ပါ အဓိကရေတံမိုးလေးကိုကိုယ့်ရဲ့အိပ်ရာဘေးမှာတညထားသိပ်ပါမနေ့ကရေထဲကိုသွားမြှောက်ပါငါမှရှိတဲ့အခိုက်အတန့်အညံ့ရောဂါတွေပါသွားပါသည်အဲနိုင်ငံသားမှနေတဲ့သူတွေကရေထဲမှာမြှောက်လို့မရရင်ကိုယ့်အိမ်ကအမိုက်ပုံးသမဟုတ်လမ်းအမိုက်ပုံးမှာသွားပြီးတော့ဆုံးလိုက်ပါအဲ့ဒါကကျမ်းမာရေးညံ့တဲ့အခါမှာပြစ်လို့ရမယ့်အထူးရည်တွေဖြစ်ပါတယ်ရေတံဘူးအခွန်ကလေးကပိုက်ပြီးတော့ထွက်လိုက်ပါအဲ့မှာထက်ပြီးတော့ဆုံးပါနော်အဲ့တော့လောမှာကတော့ဘူဒူးနေညံ့မှာလို့ပြောပါမယ် အဲ့တော့တဲ့ဗုဒ္ဓဦးသားသမီးတွေဒီနေ့တည်းမှာကံလေးအနေငယ်ညက်နေပါတယ်အခက်ခဲကြီးကြီးမားမားရှိတယ်ဆိုရင်တော့တဲ့ဗုဒ္ဓဦးနေညမှာအဝတ်တစ်စုံလုံးဝိတ်အပေါ်အောင်တစ်စုံဝိတ်ပါနောက်နေ့မနေ့လမ်းစုံလက်ကွာမှာသွားပြီးတော့ဆွတ်ပလိုက်ပါငါမှရှိတဲ့အခိုက်တွေအညံ့တွေကံမကောင်းတာတွေစီးပွားရေးကျန်းမာရေးလူမှုအညံ့တွေမကြုံတွေ့ရမယ့်အခက်ခဲအညံ့အခိုက်တွေမကောင်းတာတွေအားလုံးပါသွားပါသည်ဆိုပြီးတော့သွားပြီးတော့ဆွတ်ပလိုက်ပါအဲ့ဒါကကြီးမားတဲ့အခက်ခဲတွေရှိတဲ့အခါကြီးမားတဲ့စိတ်ညစ်ဆဲတွေရှိတဲ့အခါ နောက်အရေးကြီးကိစ္စတွေဆောင်ရွက်ခံနေခါတွေမှာလည်းဒီတရားကိုရှင်းနိုင်ပါတယ်။ကဲဘောဓုသံသမီးတွေအထူးအဖြစ်ဒီနှစ်ကအဲဘောဓုသံသမီးတွေအတားစားတဲ့နှစ်ပဲဖြစ်ပါတယ်နော်။အတားစားတဲ့နှစ်ဆိုတော့တခြားနေသားများတဲ့ပို့ပြီးတော့တတိထားစီလိုပါတယ်။အဲ့တော့ကောင်းတဲ့အပြောင်းလဲတွေဖြစ်ရလေအောင်အညံ့တွေပြပြရလေအောင်ကံတွေကောင်းလေအောင်အဲ့တော့အတားစားခြင်းရဲ့အညံ့လွတ်မြောက်လေအောင်ဘာသာရေးဘုလို့ပါ မေတ္တာပို့ပါဒီကံစီမွေးပါ စိတ်ကောင်းထားပါအဲ့ဒါအရေးကြီးပါတယ်အတားစားတဲ့အញ្ញံခိုက်တွေကြေပြောက်စေဖို့အတွက်ကတော့တကြံတက်တဲ့ချိန်ပေါ့နော်အတက်နေမှာတက်တဲ့ချိန်မှာဘုရားရှင်တရားမင်းနောက်ဘုရင်ကျုံမင်းလက်တော်တာတွေကိုယ်ဆောင်းလျှောက်တဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်တွေစီကိုမေတ္တာပို့သဆုတောင်းရင်းနဲ့အနည်းလုံးအခိုက်အတန့်ရဲ့ကြေပြောက်စေဖို့တန်တဲ့ကောင်းစေဖို့အတားစားခြင်းရဲ့အញ្ញံတွေရဲ့လျှော့ပြစေဖို့အတွက်ဆုတောင်းပေးပါ အဲ့တော့ဘုဒ္ဓတာသမီတွေကတော့ဒါလေးပြန်ထားပြီးပါအတားစားတော့နေသားနဲ့ဖြစ်ပါတယ်